မြန်မာနိုင်ငံမှာနေတဲ့မြန်မာတမန်တွေလည်းလူဖန်ဒီမှုအရှိမယ်အဲဘာပြောသူတို့တွေကိုယ်တိုင်ကလည်းဟိုဖန်ဒီမှုအောင်မှာအိန္ဒိယနယ်ပိုင်းဖြစ်လို့အိန္ဒိယနိုင်ငံမှာမှဖန်ဒီရမယ်မဟုတ်ဘူးသူတို့ချပြရမယ်မဟုတ်ဘူးဒီလိုမျိုးနဲ့သူတို့ချပြလိုက်ရတော့ဘာပြောပြောကြာကျွန်တော်တို့ဖန်ဒီမှုတွေကအိန္ဒိယကားတွေဆိုကြိုက်ကြတယ်မိုက်လိုက်တာပြောကြတယ်ဟိုကျွန်တော်တို့ဒီမြန်မာဖန်ဒီမှုတွေမှာလည်းအခုနောက်ပိုင်းဆိုရင်ကတော်တော်များများကောင်းလာပြီကောင်းလာတဲ့အခါကျတော့ဒီလိုမျိုးပေါင်းဆက်ဖွဲ့စည်းနိုင်ရင်လေကျွန်တော်တို့ခေါင်းတွေများသွားတာပေါ့ပြောရရင် ဒီဖန်တီးရဲ့လူတွေခေါင်းတွေများွားတဲ့အတွက်ကြောင့်ပုံစံဆန်းဆန်းလေးထွက်လာမယ်။ဘာဖြစ်လို့ဒီမြန်မာနိုင်ငံမှာပဲမြန်မာပြည်ပွားတွေဖန်တီးလိုက်တဲ့အရာဖြစ်တဲ့အတွက်သူများနိုင်ငံမှာချပြတဲ့အခါဆိုတော့ကျွန်တော်တို့ကဘယ်သူမှကျွန်တော်တို့ဟိုရှိန်ကြလည်းမလို့ဗျာကျွန်တော်တို့မှာရေးဝင်ဝင်နဲ့ချပြလို့ရအောင်လေ။အဲ့တော့ဘာပဲဖြစ်ဖြစ်ပရိသတ်တွေအနေနဲ့လည်းအိန္ဒိယလိုပဲဖြစ်ဖြစ်မြန်မာလိုပဲဖြစ်ဖြစ်ရာသအောင်မြင်တဲ့အခါကျရင်ဘာပြောပေါင်းဆက်ပြီးဖွဲ့စည်းတာဖြစ်တဲ့နောက်နောက်ကားတွေကားတွေကားတွေဆိုတာလေအိန္ဒိယနဲ့မှမဟုတ်ဘူး ါမြန်မာရီးပဲနဲ့မဟုတ်ဘူးပါလာမှာပါရှိမှလည်းကျွန်တော်ကြုံမှုတာရှိပါတယ်လို့ခရော့ကချာရှိခဲ့ပါတယ်။ဒါပြောဒီကားလေးကတော့ကျွန်တော်တို့ဘာလို့အမှတ်တရလို့ပြောလဲဆိုစီးပြီးတွဲမှာပထမဦးဆုံးကားဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ကဒါကိုကျွန်တော်တို့မိုင်းဆုံးတစ်ခုဖြစ်နေရပါတယ်။ကျွန်တော်ကကျွန်တော်တကူပေါ့နော်ဘာလို့နုပညာသမားအစ်စ်အစ်စ်တွေဆိုရင်ကျွန်တော်လုံးလို့မရတော့ဘူးလား။ဘာလို့ဘာလို့ဆိုသူတို့လည်းအဲ့ဟာစားမှတော့တက်ပါလေ။ ဟိုမှာကြီးနေဟိုမှာကြီးနေညီလေးဆိုလဲသူတို့လည်းအဲ့လိုမျိုးပေါ့အရင်လုံးချင်တယ်လုံးချင် Okay ဘောင်းလို့ဆိုလာလာပါဒါပေမဲ့ခုနပြောသူအနုပညာဆိုတာလဲလွယ်လားဆိုတော့မလွယ်ဘူးအဲ့မလွယ်ဘူးဆိုတဲ့အကြောင်းလဲသူတို့ကစလုပ်ကြည့်မှလဲသိမှလေအဲ့တော့ကျွန်တော်ကတော့ခုနပြောသူလို့ပေါ့နော်ရိုက်တဲ့နေရာမှာတော့စင်းရခုနစင်းလောက်ကြမဲ့ဟာကျွန်တော်မှာ 15စင်းတို့အဲအဲ့လိုမျိုးပေါ့နော်ဟိုဘယ်လိုပြောမလဲတိတ်တရားအရင်များသွားပြီးတော့မှရိုက်နေရတော့ရှိတယ်ဟိုကျွန်တော်ကဒီနေ့ကတော့ငါဘလော့ဘနက်စင်းနဲ့အပြည့်ရိုက်ခြင်းနဲ့ဥမာဘလူရိုက်ခြင်းနဲ့ဆိုပေမဲ့လဲစင်းတွေများသွားတာတွေရှိတယ်ဟိုတိတ်တွေများသွားတာတွေရှိတယ်အဲ့တော့အဲ့ဒီခံခံစားကြကျွန်တော်ကိုယ်တိုင်လည်း produce ဝင်ပါနေရဖြစ်တဲ့အတွက်ကြောင့်ပြူစာပေါ့နော်တဝက်ပါတာဖြစ်တဲ့အတွက်ကြောင့်ခုနပြောဆိုကိုရိုဘင်းကြီးတို့ ਨੇ ဒါပေါင်းဆက်ပြီးလုပ်နေရလဲဖြစ်တော့တခါကျရင်တော့အောင်ငါ ငါငါတော့မကြိုက်တော့ဘူးငါတော့မကြိုက်တော့ဘူးလို့ထင်ပေမဲ့အဲ့မကြိုက်ဘူးဆိုတဲ့အရာကိုကျွန်တော်ခေါင်းထဲထုတ်လိုက်။ဟောကျွန်တော်ခေါင်းကိုက်မခံတော့ဘူးအကောင်းဆုံးဒီဥစ္စာကိုလူရှင်တယ်။သူတို့ acting နေလဲသူတို့ချပြီးတဲ့အရာကိုကျွန်တော်ကဘာပြောဒီအရာကိုအကောင်းဆုံးလူရှင်တယ်။အဲ့တော့အစ်တတီဆိုပေမဲ့လည်းသူတို့တွေက respect ပေါ့နော်။ respect ကြောင့်ကျွန်တော်ပြောသမျှအရာကျွန်တော်လူရှင်တဲ့အရာတွေသူတို့အကောင်းဆုံးလုပ်ပြီးလုပ်ပြီးတော့အကောင်းဆုံးဒီကမှာထွက်လာပါလေ။အဲ့ဒါတော့ကျွန်တော်ကခုနပြောဆိုကျွန်တော်အပြင်မှာကျွန်တော် ်အထက်ကိုင်းဆရာပေါ့နော်ကျွန်တော်အဲ့ဒါကျွန်တော်ရဲ့အင်ဂျီကြည့်တာရောကျွန်တော်အဲ့လိုမျိုးလူတယောက်ကိုကျွန်တော်ကြည့်လိုက်ပြီဆိုတရားဘာလဲဘယ်လိုအဲ့တော့ဒီမျက်လုံးမှာအဓိကဖြစ်နေတာလူတွေအားလုံးရဲ့အဖြေကမျက်လုံးမှာရှိတာကျွန်တော်စကားတခုပြောပြီဆိုကျွန်တော်မျက်လုံးကြည့်ပြီးပြောတယ်အဲ့အဲ့လိုမျိုးအဲ့လိုဆိုဘာပြောဒီ acting မှာလည်းအနုပညာမှာလည်းအဲ့လိုပေါ့ပကြီးတခုဆွဲလိုက်ပြီဆိုလေဒီမျက်လုံးကအသက်မပါဘူးဆိုရင်ဒါကတော့လုံးဝဒါလုံးဝအသက်မဝင်ဘူး ဘလောက်ပဲပကြီကားဖြစ်ဖြစ်ပကြီကားမှန်တယ်အသက်မဝင်ဘူးမှန်တယ်ဒါပေမဲ့မျက်လုံးမှာစကားပြောသွားပြီအကျိုင်းကြီးနိုင်လူစစ်အတိုင်းပဲအဲ့လိုပေါ့အဲ့တော့ကျွန်တော်အနုပညာချပြရမယ်ဆိုတဲ့အချိန်မှာအနုပညာတကယ်အစ်စ်မှန်တော့ခုနပြောသလိုပေါ့မျက်လုံးဘလောက်ပဲသူအဲ့ရတဲ့လဲနေရပဲတေးဥဆောင်ဆောင်ဒီမျက်လုံးမှာအဖြေအများကြီးရှိတယ်အဲ့တော့ဘာပဲပြောလေဟိုသူတို့တွေကိုကျွန်တော်ကနီးစက်ရာနဲ့အကောင်းဆုံး point ကိုထောက်ပြီးတော့ဘလူသေးဦးဆောင်ဘလူပြောတဲ့အခါကျရင်မျက်လုံးကိုကြည့်ကြည့်ပြီးကျွန်တော်ပြောလိမ့်စီဒါကတော့ကျွန်တော်ရဲ့ eye contact eye contact ကိုကျွန်တော်ယူတာပေါ့ဟုတ်ဟုတ်ကျွန်တော်အိန္ဒိယຫນွယ်ပွားရေပေါ့နော်သူတို့တွေရဲ့ဒီကျွန်တော်ကြည့်ပြတဲ့ဟာတွေပါဆိုတော့အိန္ဒိယကားတွေကြည့်ပြတယ်ပေါ့နော်ကြည့်ပြတဲ့အချိန်မှာတမန်ကားတွေကြည့်ပြတယ်တမန်ကားတွေကြည့်ပြတယ်နောက်ပြီးကျွန်တော်ဟိန္ဒီကားတွေကြည့်ပြတယ်ပေါ့အဲ့တော့အမှန်တမ်းပြောရရင်တော့ ကျွန်တော်တို့ကပရိသတ်ကိုချပြတဲ့အမြင်လေးပြောင်းသွားအောင်ပဲကျွန်တော်တို့သွားလိုက်တာပေါ့အဓိကကျွန်တော်တို့ချပြခြင်းနဲ့ရွယ်ချက်ချပြခြင်းနဲ့ဒီ Z တည်းရဲ့ frame တွေပေါ့ကျွန်တော်ကတော့ဘယ်ဘယ်လို Z တည်းပဲကျွန်တော်အများနဲ့ကြီးပြစ်လဲပြပြစ်လဲကျွန်တော်ကဗုဒ္ဓရဲ့နိယမတွေရတာကြီးကျွန်တော်အကောင်းဆုံးသွားတယ်ဗျာဘာလို့လဲအားလုံးကဘယ်လိုအကောင်းနေအဆိုးတွေဘယ်လိုတွန်တွဲပြီးနေရတယ်နောက်ပြီးဘယ်လိုပေါ်လာတဲ့အရာတွေပေါ်မှာဘယ်လိုစိတ်နဲ့ဖြေရှင်းရမလဲဘယ်လိုလောကဓာတ်တွေကဘယ်လိုရှိတယ်ဆိုတဲ့ကားမျိုးပေါ့အဲ့တော့ဘယ်လိုမျိုးဟို ဟိုလောလောဂရမ်မှာဖြတ်တန်းတဲ့အခါကျရင်ဘယ်လိုရလက်တွေရလာမလဲအဲ့လိုမျိုးဟာတွေကိုဒါကျွန်တော်ကကျွန်တော်ရဲ့အမှုပညာရက်တွေနဲ့ကျွန်တော်ပုံဖော်ပြီးသွားတာပေါ့အဲ့တော့ဟိုဒီအိန္ဒိယကားလေးအဖြစ်ကိုပြိသက်ကလည်းမြင်ရမယ်နောက်ပြီးတော့မြန်မာရဲ့ရတာလည်းမပြောက်ဘူးအဲ့တော့ဘာပဲပြောပြောကျွန်တော်ချပြခြင်းနဲ့အမှုပညာတစ်ခုကကျွန်တော်ဖန်တီးခြင်းနဲ့အရာတစ်ခုကဘာပဲပြောပြောဟိုပြိသက်ကိုပြင်းစရာမကောင်းအောင်ကျွန်တော်ဘယ်လိုလေးဖန်တီးမလဲဆိုတော့ကျွန်တော်ရဲ့ဒါတော့ ဟိုဖန်တီးဟို create creating လုပ်လိုက်တဲ့ပုံစံပါပဲဒါပါပဲဟုတ်ပြီဟိုဘာမျိုးအခုတော့မှလေကျွန်တော်တို့အိန္ဒိယကားတွေကြီးကြရပဲဗျာဟိုအိန္ဒိယကားတွေအခုတော်တော်များကြီးနေကြရပဲเนาะအဲကြီးနေကြတော့ဘာပဲဘာပဲဖြစ်လေဟိုမြန်မာနိုင်ငံမှာနေတဲ့မြန်မာတမန်တွေလည်းလူလူဖန်တီးပွင့်ရှိမယ်အဲဘာမျိုးသူတို့တွေကိုယ်တိုင်ကလည်းဟိုဖန်တီးမှုအောင်မှာအိန္ဒိယຫນွေဘွားဖြစ်လို့အိန္ဒိယနိုင်ငံမှာမှဖန်တီးရမှာမဟုတ်ဘူးသူတို့ချမရမှာမဟုတ်ဘူးဒီလိုမျိုးလေးသူတို့ချပြလိုက်ရတော့ဘာပဲပြောပြကျွန်တော်တို့ဖန်တီးမှုတွေကအိန္ဒိယ ကားတွေဆိုကြိုက်ကြတယ်မိုင်းလိုက်တာပြောကြတယ်ဟိုကျွန်တော်ဒီမြန်မာဖန်တီးမှုတွေမှာလည်းအခုနောက်ပိုင်းဆိုရင်ကတော်တော်များများကောင်းလာကြီးကောင်းလာတဲ့အခါကျတော့ဒီလိုမျိုးပေါင်းဆက်ဖွဲ့စည်းနိုင်ရင်လည်းကျွန်တော်တို့ခေါင်းတွေများသွားတာပေါ့ပြောရရင်ဒီဖန်တီးတဲ့လူတွေခေါင်းတွေများသွားတဲ့အတွက်ကြောင့်ပုံစံဆန်းဆန်းလေးထွက်လာမယ်။ဘာပြောဒီမြန်မာနိုင်ငံမှာပဲမြန်မာပြည်ပွားတွေဖန်တီးလိုက်တဲ့အရာဖြစ်တဲ့အတွက်သူများနိုင်ငံမှာချပြရတဲ့အခါဆိုလဲကျွန်တော်တို့ကဘယ်သူမှကျွန်တော်တို့ဟိုရှိန်စရာလည်းမလိုဘူးဗျာ။ကျွန်တော်တို့မှာရေးဝင်ဝင်နဲ့ချပြလို့ရပါမယ်။အဲ့တော့ ဘာပဲဖြစ်ဖြစ်ပရိသတ်တွေအနေနဲ့လည်းအိန္ဒိယလိုပဲဖြစ်ဖြစ်မြန်မာလိုပဲဖြစ်ဖြစ်ရာသအောင်မြင်တဲ့အခါကျရင်ဘာပဲပြောပေါင်းဆက်ပြီးဖွဲ့စည်းတာဖြစ်တဲ့နောက်နောက်ကားတွေကားတွေကားတွေဆိုတာလေအိန္ဒိယနဲ့မှမဟုတ်ဘူးဒါမြန်မာအရီးပဲနဲ့မဟုတ်ဘူးပါလာမှာပါရှိမှလည်းကျွန်တော်ကြုံမှုတာရှိပါတယ်လို့ခရော့ကချာရှိခဲ့ပါတယ်။ဒါပြောဒီကားလေးကတော့ကျွန်တော်တို့ဘာလို့အမှတ်တရလို့ပြောလဲဆိုစီးပြီးတွဲမှာပထမဦးဆုံးကားဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ကဒါကိုကျွန်တော်တို့မိုင်းဆုံးတစ်ခုဖြစ်နေရပါတယ်။